မင်္ဂလာပါအခုကတော့ online shop မှာပစ္စည်းတွေရဲ့ကြောင့်ဒီအဝင်အထွက်စည်းရင်းရဲ့လက်ကျန်ရဲ့အမြတ်ရဲ့ကြောင့်ဒီ dot dot နေကိုရှင်းပြပြမှာဖြစ်ပါတယ် ီမှာတော့ကျွန်တော်ဒီသင်ခန်းစာဖြစ်တဲ့အတွက်ကျွန်တော်ဒီစင်စရာကိုဒါနမူနာအနေနဲ့ရှင်းပြပြပြီးတာဖြစ်ပါတယ်။အဓိကတော့ကျွန်တော်ဒီတွက်နေပေါ့နော်ဘယ်လိုတွက်တယ်ဆိုတာကိုကျွန်တော်ရှင်းပြ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 ပါတယ်။အဲ့တော့ကိုလုံငန်းလုပ်တဲ့အခါမှာတော့ကျွန်တော်ဒီစင်စရာကိုကိုလိုချင်တဲ့ပုံစံအတိုင်းပေါ့နော်ကိုလိုချင်တဲ့ပုံစံအတိုင်းကျွန်တော်ဒီထပ်ဖြည့်ပြီးတော့လည်းဒါတွက်လို့ရပါတယ်။ထပ်ဖြည့်တွက်တဲ့ဆိုတာကကျွန်တော်ဒီမှာဆိုရင်လက်ကျန်တို့အမျက်တို့မှာနောက်လည်းကျွန်တော်ဒီ တလီပေါ့နော်ကျွန်တော်ပိုကားတို့ပါတို့ပေါ့နော်ကျွန်တော်ဒါတွေထည့်ပြီးတော့တွက်လို့လည်းရပါတယ်ဒီမှာတော့ကျွန်တော်သင်ခန်းစာဖြစ်တဲ့အတွက်ကျွန်တော်ဒီတွက်နည်းကိုနမူနာအနေနဲ့ကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ဟုတ်ပြီတော့ကျွန်တော်ဒီစင်းစရာမှာဆိုရင်ကျွန်တော်ဒီဘက်ကကျွန်တော်ဒီစင်ပေါ့နော်စင်ကတော့ကျွန်တော်ဒီနံပါတ်1နဲ့3ဆိုရေးထားတယ်ပြီးရင်ပစ္စည်းအမည်ပေါ့နော်ပစ္စည်းအမည်ကိုလည်းကျွန်တော်နမူနာအနေနဲ့အင်ကြီးတို့အနှွေးတယ်တို့လက်ရှိတို့ဘောင်မီတိုတို့ဘောင်မီရှိတို့ပေါ့နော်ကျွန်တော်ဒါလေးရေးထားတယ်ပြီးတော့ကျွန်တော်ဒီဝယ်ဈေးဆိုတဲ့အကွက်ပေါ့နော်ဝယ်ဈေးဆိုတဲ့အောက်မှာကအရေးတွက်ရှိမဲ့စီနှုံးရှိမဲ့ပြီးရင်ကျွန်တော်ဒီဘောင်ပေါ့နော်တိုတဲရှိမဲ့ပေါ့နော်အပြင်နောက်တစ်ခုကကျွန်တော်ဒီရောင်ဈေးပေါ့နော်ရောင်ဈေးရဲ့အောက်မှာလည်းကျွန်တော်ဒီအရေးတွက် ော်ရဲ့ဇီနောင်းရဲ့ပေါင်းရဲ့ဘောနတိုးထည့်ရှိမယ်ပြီးကြောင်ဒီလက်ကျန်ဘောနပြီးလက်ကျန်ဆိုတာကကြောင်ဒီပစ္စည်းတွေရဲ့လက်ကျန်ဘောနလက်ကျန်ရှိမယ်ပြီးကြောင်အမြတ်ဘောနအမြတ်ကဘယ်လောက်ရလဲဘောနဒီအင်းကြီးဆိုအင်းကြီးကအမြတ်ဘယ်လောက်ရတယ်အနှွေးတွေကအမြတ်ဘယ်လောက်ရတယ်ဘောနဒါအောင်ကြောင်တွက်မှာဘောနဟုတ်ပြီအဲ့တော့ရေစောင်းကြောင်ဒီ ဝယ်ဈေးပေါ့နော်ဝယ်ဈေးဆိုတဲ့ကြောင့်လည်းအောက်ကအရေအတွက်ရဈေးနှုန်းရရှိတယ်ပြီးတော့ကြောင့်ဒီမှာဘောင်းပေါ့နော်ဒီဘောင်းဆိုတဲ့စင်စရာအကြောင်းတွက်ပါမယ်နော်အဲတွက်မယ်ဆိုရင်ကြောင့်ဒီမှာကအရေအတွက်အင်းကြီးကအရေအတွက်ကကြောင့်ဒီ10တယ်ပေါ့နော်10တယ်ဥမာတစ်ထည်ဈေးနှုန်းက9000ဆိုရင်ဒါ10တယ်ဆိုရင်ဘယ်လောက်ရမလဲပေါ့နော်အဲ့တော့အရေအတွက်ရ9000ရေကိုကြောင့်ဒီမြောက်ပေါ့နော်ဟောပြီးတော့ကြောင့်ဒီအဖြစ်လေးချင်းနဲ့ဆက်ကွက်မှကြောင့်ကလစ်တစ်ချက်နှိပ်မယ်နှိပ်ပြီးကြောင့်ဒီမှာညီမချင်းရေးမယ်ရေးပြီးကြောင့်ဒီအရေအတွက်ပေါ့နော်အရေအတွက်ဆိုတဲ့ဆက်ကွက်ကိုကလစ်တစ်ချက်နှိပ်မယ် နှိပ်ပြီးကြောင့်ဒီမှာအမြောက်ပေါ့နော်အဲဒီဆဲမှာအမြောက်ရဲ့တင်ဂီတာကကြောင့်ဒီစတားပုံစံလေးပေါ့နော်ပြီးတော့ကြောင့်ဒီရဲ့ဇေနောင်းနှိပ်ကလစ်တစ်ချက်နှိပ်မယ်ပြီးရင်အန်တာနှိပ်လိုက်မယ်ဒါဆိုရင်ကြောင့်ဒီမှာက9000ပေါ့နော်ဟောပြီးကြောင့်ဒီအောက်ကားတွေတော့ကြောင့်ဒီအော်တိုဖေးပေါ့နော်အော်တိုဖေးနဲ့ကြောင့်ဆက်ချလိုက်မယ်အဲဒါဆိုကြောင့်ဒီမှာအဲဒီ၁၀တဲကနေ၁၀တဲကကြောင့်ဒီတစ်ထဲ9000ဆိုတော့ဒါ9000ပေါ့နော်6000ဆိုရင်6000 ဟုတ်ပြီပြီးတော့ကျွန်တော်ဒီရောင်စေးပေါ့နော်ရောင်စေးကျတော့ကျွန်တော်ဒီအရေးအတွက်ကကျွန်တော်ဒါအဆင်ပြေသလိုလေးဒါနမူနာအနေနဲ့ကျွန်တော်ထည့်ထားတာပေါ့နော်ပြီးတော့ကျွန်တော်ဒီဘက်မှာဒါကလစ်တစ်ချက်နှိပ်မယ်နှိပ်ပြီးညီများချင်းပြီးတော့ကျွန်တော်အရေးအတွက်ကိုကျွန်တော်ဒီအမြောက်ဈေးနှုန်းနဲ့မြောက်ပေါ့နော်ပြီးတော့အန်နာနှိပ်လိုက်မယ်အဲဒါပြီးတော့ကျွန်တော်ဒါကိုလည်း auto fade နဲ့ဆွဲချမယ် အဲဒါဆိုကျွန်တော်ဒီမှာရောင်းစေးလေးရသွားပြီအဲ့တော့ဒီရောင်းစေးရကြတော့ကျွန်တော်ဒီဝယ်စေးတက်ကတော့ကျွန်တော်တရားပို့မှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ဒီမှာဆိုရင်အင်းကြီးရဲ့ဝယ်စေးရတစ်ထည်ကို9000ရှိတယ်ရောင်းတော့တစ်ထည်ကို9000နဲ့ရောင်းလဲပေါ့နော်အခုရောင်းပြီးတော့ကဘယ်လောက်လဲဆိုတော့3တည်းရောင်းပြီးသွားပြီ3တည်းရောင်းပြီးသွားပြီဆိုတော့ဒါ9000ရဲ့3 3တည်းကို9000နဲ့ဆိုတော့ဒါ2000 1000ရပြီပေါ့နော်အဲ့ပြီးရင်ကျွန်တော်ဒီမှာလည်းအဲ့ဒီအနှွေးတွေကဝယ်ဈေးက9000ပေါ့နော်ရောင်းဈေးက8500အဲ့ဒီတော့ရောင်းလိုက်တဲ့အရေးထွက်က9000ဆိုတော့ဒါ4250ပေါ့ ဟုတ်ပြီနော်ပြီးတော့ကျောင်းဒီလက်ကျန်အတွက်မယ်လက်ကျန်ကကြဘယ်တဲ့ဘယ်ကိုနှုတ်ပါလဲဆိုတော့ဝယ်ထားတဲ့ကျောင်းဒီအရေးအတွက်ထဲကနေရောင်းလိုက်တဲ့အရေးအတွက်ကိုနှုတ်လိုက်မယ်ဆိုရင်ဒါလက်ကျန်ကျန်ပါပေါ့ဟုတ်ပြီတော့ကျောင်းတွက်မယ်ဆိုရင်ကျောင်းဒီကွက်မှာကလစ်တစ်ချက်နှိပ်မယ်နှိပ်ပြီးညင်များချင်းပြီးတော့ကျောင်းဒီဝယ်စေးရဲ့အရေးအတွက်ပေါ့နော်အရေးအတွက်ဆိုရင်ကျောင်းဒီဆဲခွဲကိုကလစ်တစ်ချက်နှိပ်မယ် နေပြီကျွန်တော်ဒီအနှုတ်ပေါ့နော်အနှုတ်ပြီးရောင်စေးရဲ့အရေးတက်ကိုကလစ်တစ်ချက်နေမယ်ပြီးအန်တာနေလိုက်မယ်ဒါဆိုရင်ဝယ်စေးဝယ်ထားတာကအင်းကြီးအရေးတက်က10တဲရှိတယ်ရောင်းလိုက်တာက3တဲဆိုတော့လက်ကျန်က9တဲထင်ကျန်မယ်ပေါ့နော်ပြီးစံထားအောင်လည်း auto face ဆွဲချလိုက်မယ်ဟုတ်ပြီလေကျွန်ဒီမှာရောက်ဒီဒီတစ်ခုကကြတော့ကျွန်အနှွေးတွေက10တဲရှိတယ်9တဲရောင်းလိုက်တယ်ဆိုတော့9တဲကျန်တယ်လက်ရှိက10တဲရှိတယ်9တဲရောင်းလိုက်တယ်ဆိုတော့3တဲကျန်မယ်ဘောင်းမီတူက4တဲရောင်းလိုက်တယ် ်6ထဲချင်မယ်။ဘောင်မရှိရ9ထဲရောင်းလိုက်တယ်9ထဲချင်မယ်ပေါ့နော်။ဟုတ်ပြီလေကျွန်တော်ဒီဟာကကြတော့ကျွန်တော်ဒီရောင်းလိုက်တဲ့အရေးတွေပေါ့နော်။ရောင်းလိုက်တဲ့အရေးတွေဆိုတော့ကကျွန်တော်ထပ်ပြီးတော့ရောင်းနေဆိုရင်ဒါအမြဲတမ်းပြောင်းလဲနေမှာပေါ့နော်။အဲပြောင်းလဲနေဆိုကျွန်တော်ဒီမှာနမူနာအနေနဲ့ကျွန်တော်ဒီအနှွေးတယ်ပေါ့နော်။အနှွေးတယ်ကိုကျွန်တော်8ထဲရောင်းလိုက်ပြီပေါ့နော်။ဒီမှာလက်ရှိက9ထဲရောင်းပြီလား။နောက်ထပ်3ထဲထပ်ရောင်းလိုက်တယ်ဆိုရင်အဲကျွန်တော်ဒီမှာ8ပေါ့နော်။8လို့ပြန်လိုက်မယ်။ပြင်ပြီးအန်တာနေလိုက်မယ်။ ဒါဆိုရင်ကျွန်တော်ဒီမှာက2ထည်ပဲကျန်တော့မယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ10ထည်တွေကနေ10ထည်ကိုနှုတ်တာဆိုတော့2ထည်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီအရေးအတွက်10ကွက်ကျန်မှာကျွန်တော်တခုချင်းစီပြင်သွားမယ်ဆိုရင်လည်းကျွန်တော်ဒီရဲ့လက်ကျန်ကတခါတယ်ဒါအော်တိုတွက်သွားမှာပေါ့။ဟုတ်ကဲ့အဲ့တော့နောက်တစ်တစ်ခုထွက်တွက်ကြည့်မယ်။ဘောင်းမိရှည်ဆိုတဲ့ဟာကိုကျွန်တော်ဒီမှာ9ထည်ဥမာကျွန်တော်9ထည်ပေါ့နော်။နောက်တစ်2ထည်ရောင်းနေပေါ့နော်။ပြီးသွားရင်ကျွန်တော်ဒီ under နေလိုက်မယ်ဆိုကျွန်တော်ဒါလေးပြောင်းသွားမယ်နော်။အဲဒါဆိုရင်ကျွန်တော်ဒီမှာ10ထည်တွေကနေ9ထည်အောင်လုပ်လိုက်တော့3ထည်ဖြစ်သွားပြီ။ ပါပဲနော်အဲဒါကကြောင့်ဒီလက်ကြံတွတ်တာပေါ့နော်အဲနောက်တစ်ခုကကြောင့်ဒီအမြတ်ပေါ့နော်အဲ့တော့အမြတ်တွတ်မယ်ဆိုရင်အမြတ်ကဘယ်လိုတွတ်ရမှာလဲဆိုတော့ကျောင်းဒီအင်ကြီးပေါ့နော်အင်ကြီးဆိုရင်ကျောင်းဒီမှာကဝယ်ဈေးက9000ရောင်ဈေးက9000ဆိုတော့9200နှုတ်လိုက်မယ်ဒါကကြောင့်တထည်ဈေးရမယ်အဲ့ဒီတရားမှာကျောင်းဒီရောင်းလိုက်တဲ့အရေအတွက်ကိုမြောက်လိုက်မယ်ဆိုရင်ဒါလက်ရှိအမြတ်ရမှာပေါ့ဟုတ်ပြီတော့ကျွန်အဖြေလိုချင်တဲ့ဆဲကွက်မှာကျွန်ကလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်ညီမချင်းပေါ့နော်ညီမချင်းအပြီးတော့ကျွန်ဒီရောင်ဈေးပေါ့နော်ရောင်ဈေးတဲကအနောက် အပြင်ကျွန်ဝယ်ဈေးကိုနှုတ်မယ်ပြီးတော့ကျွန်ဒီနှစ်ခုအရင်တော့မှဖြစ်တဲ့အတွက်ဒီနှစ်ခုကျွန်ခွင်းစားခွင်းပိန်းနဲ့ရေးပြလိုက်မယ်အဲဟုတ်ပြီအဲ့တော့ဒီ9000နဲ့9000နှုတ်တဲ့ဟာကိုကျွန်ခွင်းစားခွင်းပိန်းနဲ့ထားလိုက်မယ်ပြီးတော့ရင်ကျွန်ဒီအမြောက်ပေါ့နော်ဘာနဲ့မြောက်မှာလဲဆိုတော့ရောင်းလိုက်တဲ့အရေးအတွက်နဲ့မြောက်မှာအဲ့တော့ရောင်းလိုက်တဲ့အရေးအတွက်ဆိုတဲ့ဆဲခွက်ကိုကလစ်တစ်ချက်နှိပ်မယ်ပြီးတော့ရင်အန်တာနှိပ်မယ် ဒါဆိုရင်ကျွန်တော်ဒီမှာ6000ဟုတ်ပြီတော့ကျွန်တော်ဒီပြန်ပြီးတော့တွက်ကြည့်မယ်9000နဲ့5000လောက်လိုက်တော့2000ကျန်တယ်အဲ့ဒီဒါက2000ကတထည်ဈေးပေါ့နော်ရောင်းလိုက်တာက3000ဆိုတော့2000နဲ့2000နဲ့3000မြောင်းလိုက်တော့6000ဟုတ်ပြီနော်အဲ့တော့ဒီ6000ကိုလည်းဒါ auto fill ဆွဲချလိုက်မယ် အဲဒါဆိုရင်ကျွန်တော်ဒီတခြားအထည်တွေရဲ့ဒါအမြတ်တွေပေါ့နော်အမြတ်တွေရသွားပြီအဲ့ထဲမှာမှကျွန်တော်ဒီရောင်စည်ပေါ့နော်ရောင်စည်တဲကကျွန်တော်ဒီအရေးတဲတစ်ခုခုပြင်လိုက်မယ်ပေါ့နော်ပြင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီထဲကဘောင်းမီတိုဆိုတဲ့ဟာလေးပေါ့နော်ကျွန်တော်ဒါလေးကိုအဲကျွန်တော်ဒီ6ထည်ပြင်လိုက်မယ်6ထည်ပြင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီလက်ကြံလဲအော်တိုတက်သွားမယ်အမြတ်ကိုလည်းအော်တိုတက်သွားမယ်နော်အဲ့တော့6လို့ရေးလိုက်မယ်ပြီးရင် အန္တရာယ်နေလိုက်မယ်။အဲဒါဆိုရင်ကျွန်တော်ဒီလက်ကြံလည်းလေးဖြစ်သွားမယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီဝယ်ဈေးအရေးအတွက်တဲကနေကျွန်တော်ဒီရောင်ဈေးအရေးအတွက်ကိုနှုတ်လိုက်တော့30ရက်6ကိုနှုတ်လိုက်တော့လေးကြံမယ်။ပြီးရင်အမြတ်ကလည်း9000ဖြစ်သွားမယ်။ဘာဒီအမြတ်က9000ဆိုတော့ကျွန်တော်ဒီရောင်ဈေး4500တဲက3000နှုတ်တဲ့နှုတ်လိုက်တော့1500ကျန်နေ1500ရဲ့6ရဲ့မြောင်းလိုက်တော့9000ဖြစ်သွားမယ်။ ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီ formula လေးတွက်လိုက်တဲ့ဟာတွေကကျွန်တော်တို့အင်္ဂလိပ်လိုတွေပြောင်းသွားပြီပေါ့နော်အဲ့တော့မြန်မာလိုပြန်ပြောင်းမယ်ဆိုရင်ကျွန်တော်ဒီမြန်မာလိုဆဲကွက်တစ်ခုခုပေါ့နော်ကျွန်တော်ဒီမြန်မာလိုရေးထားတဲ့ကျွန်တော်ဒီဆဲကွက်တစ်ခုကိုဆက်လက်ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီ home out ကကျွန်တော်ဒီ format ပိတ်ပြပေါ့နော်ကျွန်တော်ဒီတပြက်စီပုံစံလေးကိုကလစ်တစ်ချက်နှိပ်မယ်နှိပ်ပြီးကျွန်တော်ဒါတွေအားလုံးဆက်လက်ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာမြန်မာလိုပြောင်းသွားပြီနော်အဲပြီးရင်ကျွန်တော်ဒီ format painter ဝင်တစ်ချက်ပြန်နှိပ်မယ်ဒီဒီတစ်ခုခုပေါ့နော်တစ်ခုခုဆက်လက်ပေးလိုက်မယ် format painter တစ်ချက်နှိပ်မယ်နှိပ်ပြီးဒါတွေကိုဆက်လက်ပေးလိုက်မယ်ဒါဆိုမြန်မာလိုဖြစ်သွားပြီပြီးရင်ဒါတစ်ခုကို format painter ပေးမယ်ပြီးရင်ကျွန်တော်ဒါတွေကိုဆက်လက်ပေးလိုက်မယ်ဒါဆိုကျွန်တော်ဒီမှာမြန်မာလိုပြောင်းသွားပြီပေါ့နော်ထွက်တက်လိုက်တာကကြောင့်ဒီပစ္စည်းအမြည်တစ်ခုစီရဲ့ကြောင့်ဒီအမြတ်တွေကိုတွေ့တာပေါ့နော်။အဲတိုးတွေ့တွေ့မယ်ဆိုရင်တော့ကြောင့်ဒါဒီအလုံးကိုကျွန်တော်ဆက်လက်ပေးပြီးတော့ကျွန်တော်ဟုံးရဲ့အောက်ကကျွန်တော်ဒီအော်တိုဆန်းတစ်ချက်နေလိုက်ပေါ့နော်။ဒါဆိုရင်ဒါတိုးတဲ့အမြတ်ရပြီပေါ့နော်။ ဒါဒီ6000 9000ဆိုတာကလက်ရှိဒီပစ္စည်းတွေအားလုံးရောင်းလို့ရတဲ့အကြောင်းဒီအမြတ်ကိုပြောတာပေါ့ဟုတ်ပြီနော် အဲ့ဒီကနေမှာကျွန်တော်ဒီနောက်ထပ် delivery ကပေါ့နော် delivery ကထပ်နှုတ်ချင်နေဆိုရင်ကျွန်တော်တို့ဒီမှာကတော့စင်ရင်ကြည့်ရတာရှင်းအောင်လို့နောက်ထပ်ရှိတစ်ခုအနေနဲ့တွက်လိုက်တယ်ပေါ့နော်တွက်လိုက်တာကကျွန်တော်ဒီမှာ delivery ဆိုရရှိမယ်ပြီးနေဆွဲအရေးအတွက်ဈေးပေါ့နော်ဈေးဆိုတာကကျွန်တော်ဒီ delivery တစ်ခေါက်ကိုဘယ်လောက်လဲပေါ့နော်အဲ့ဒါအတွက်ရေးထားတယ်အဲရေးပြီးကျွန်တော်ဒီမှာ total ဘောင်ရှိမယ်ပေါ့နော်ဟောပြီးတော့ကျွန်တော်ဒီ date တစ်ခုမှာကျွန်တော်ဒီ total ဘောင်ပေါ့နော်ဘောင်တွက်ချင်နေဆိုရင်အဒီအရေးအတွက်ရဈေးရမြောက်လိုက်မယ်ဆိုရင်ဒါ total ရတယ်ပေါ့နော်ဟောပြီးတော့တွက်မယ်ဆိုရင်ကျွန်တော်ဒီဆဲခွက်မှာ click တစ်ချက်နေမယ်နေပြီးညီများချင်း ပေးသားရင်ကျွန်တော်ဒီအရေးအတွက်ပေါ့နော်အရေးအတွက်ဆဲခွဲကိုလည်းတစ်ချက်နေမယ်နေပြီးကျွန်တော်အမြောက်ဈေးပေါ့နော်ပြီးရင်အနာနေလိုက်မယ်ပြီးရင်ကျွန်တော်ဒါကိုလည်းကျွန်တော်အော်တိုဖေးဆာချလိုက်မယ်ဟုတ်ပြီနော်ဒါတွေဒီဒိတ်ဒိတ်တစ်ခုချင်းစီရဲ့ဒါပေါင်းပါတော့အဲ့ဒီမှာမှအားလုံးပေါင်းကျင်နေဆိုရင်ကျွန်တော်ဒီရာဒီအားလုံးကိုဆက်လက်ပေးလိုက်ပြီးပြီးအော်တိုဆန်နေလိုက်ဒါဆိုရင်ဒါ delivery ခါက9000ပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒီရာဒီကအင်္ဂလိပ်လိုဖြစ်နေဆိုရင်ဒါကို အဲ့ဒီမြန်မာလူကင်းကနေတခုအကြောင်းဆက်လက်ပေးပြီးတော့ format ပေးနိုင်ရေးမယ်ယူပြီးရင်ကျွန်တော်ဒါတွေအားလုံးဆက်လက်ပေးလိုက်မယ်။ဟောပြီးတော့ကျွန်တော်ဒါဆိုရင် delivery ခါက9400ပေါ့နော်။အဲ့တော့ delivery ကကျွန်တော်ဒီတစ်ခေါက်ကိုဒီမှာဆိုရင်တော့3000နဲ့ပဲရှင်းထားရပါမယ်နော်။3000ဆိုတော့9000 4000ဆိုတော့10000ပေါ့။ ပါပဲနော်အဲ့တော့ကျွန်တော်ဒီမှာကအမြတ်ရပြီအဲ့အမြတ်ထဲကကျွန်တော်ဒီ delivery ကောက်နှုတ်လိုက်မယ်ဆိုရင်တော့ဒါလက်ရှိအမြတ်ဖြစ်မှာပေါ့နော်ဒီ delivery ကောက်ကကျွန်တော်ဒီမှာ9400ကပြန်များနေတယ်ဆိုပေမဲ့ဒါကကျွန်တော်ဒီသင်္ကန်းသာဖြစ်တဲ့အတွက်နမူနာအနေနဲ့ကျွန်တော်တွက်ပြပေးတာနော်တကယ်ကတော့ကျွန်တော်ဒီစင်းစရာဒီလောက်မှာဆိုရင် delivery ကောက်ကဒီလောက်တော့ဒီ9400ကတော့မရှိနိုင်ဘူးပေါ့နော်ဒီမှာတော့ဒါသင်္ကန်းသာဖြစ်တဲ့အတွက်နမူနာအနေနဲ့တွက်ပြပေးတာပေါ့နော်ဟုတ်ပြီတော့ကျွန်တော်ဒီညလေးမှာတော့ထပ်တွက်လိုက်မယ်ပေါ့နော်ထပ်တွက်လိုက်မှာကကျွန်တော်ဒီ အဲဒီနေရာမှာကျွန်တော်ဒီညများချင်းရေးလိုက်မယ်ရေးပြီးကျွန်တော်ဒီလက်ရှိစင်းရင်းစရားတွေတွက်ထားတဲ့အမြတ်သေးကအဲကျွန်တော်ဒီ delivery ပေါ့နော် delivery ကားကိုဒီကလစ်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးအန်လာနှိပ်လိုက်မယ်ဒါဆိုရင်တောင်းတုံးတော့ကျန်တယ်ဒါကကျွန်တော်ဒီ delivery ကားနှုတ်ပြီးရဲ့အမြတ်ပေါ့နော်အဲဒီ delivery ကားဆိုတာကကျွန်တော်ဒီ customer ရောင်းနေဆိုရင်တော့ customer ကရှင်းပြတာကိုကကျွန်တော်ဒီဟာတွေကိုလက်ကားပြန်ဝယ်တဲ့အခါမှာပေးရတဲ့ delivery ကားကိုကျွန်တော်ဒီမှာတွက်တာနော်အဲ့တော့ဒီမှာက6900လဲက အဲကျွန်တော်ဒီ9400လို့လိုက်တော့13000ကျန်တယ်ပေါ့နော်အဲခုပုံစံနဲ့ကျွန်တော်ဒီစင်းစရာတွေတွက်ပြီးသားပြီဆိုရင်ကျွန်တော်ဒီရောင်းစေးပေါ့နော်ရောင်းစေးဆိုတော့ကျွန်တော်ဒီအရေအတွက်ကိုဒီတစ်ခုချင်းစီပြင်မယ်ဆိုရင်ကျွန်တော်ဒီရဲ့ total မှာသူကတစ်ခါတည်းပြင်တော့မယ်နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်အဲကျွန်တော်ဒီ၄ဆိုတဲ့ဟာပေါ့နော်၄ဆိုတဲ့ဟာကိုကျွန်တော် 6လို့ပြင်လိုက်မယ်ပြင်ပြီးအန်နာနေလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာက6000ဖြစ်သွားမယ်ဒီမှာ6900အဲဒီမှာကလည်း1000ပဲဖြစ်သွားမယ်အဲ့တော့ဒီ formula သင်ထားပြီဆိုရင်တော့တခါတည်းကျွန်တော်ဒီရောင်းစည်းလေးပြင်ဒီရောင်းစည်းအရေးအတွက်ပြောင်းသွားတာ ਨੇ တခါတည်းကျွန်တော်ဒီလက်ကြံလည်းပြောင်းသွားမယ်အမြတ်လည်းပြောင်းသွားမယ်အဲ့ကျွန်တော်ဒီအမြတ်ထဲကနေမှကျွန်တော်ဒီ delivery နှုတ်ပြီးသားကိုလည်းပြောင်းသွားမှာပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီ delivery ကိုကျွန်တော်ဒီမှာအဲ့ကျွန်တော်ဒီ 6ပေါ့နော်6လို့ပြင်လိုက်မယ်ပြင်ပြီးအန်နာနေလိုက်မယ်အဲ့ဒီမှာဆို6300ဖြစ်သွားတယ်ဆိုရင်အဲဒီမှာက6900เนี่ยဒီလက်ရှိအမြတ်က6900ဆိုတော့6300နှောင်းလိုက်တော့6000ပဲကျန်မယ်ဟုတ်ပြီနော်ဒါကကြောင့်ဒီတစ်ခု formula တွင်းထားပြီဆိုရင်ဒီကိန်းကနေတစ်ခုပြင်လိုက်တာ ਨੇ ကျွန်တော်ဒီရဲ့ total မှာတစ်ခါတည်းပြင်သွားမှာပေါ့ အဲ့ဒါတော့ online shop စီးရင်စရာတွေမှာကျွန်တော်ဒီပစ္စည်းအဝယ်ရဲ့အထွက်ရဲ့လက်ကျန်ရဲ့အမြတ်ရဲ့တော်တဲ့နေရောကျွန်တော်ဒီစီးရင်စရာလေးနဲ့နမူနာလေးနဲ့တွက်ပြပေးတာဖြစ်ပါတယ်။ကိုယ့်ရဲ့လုပ်ငန်းမှာကျွန်တော်ဒီစီးရင်စရာမှာမှာကျွန်တော်ဒီနောက်ထပ်ပြင်ပြီးသုံးချင်တာတွေရှိတယ်ဆိုရင်လည်းပြင်ပြီးတော့သုံးလို့ရပါတယ်။ပြင်ပြီးသုံးနေဆိုတာကကျွန်တော်ဒီမှာ delivery ကကျွန်တော်ဒီနားလေးမှာဒီ collar တစ်ခုအနေနဲ့ထည့်ပြီးသုံးချင်တယ်ဆိုရင်လည်း delivery ကို collar တစ်ခုအနေနဲ့သုံးလို့ရတယ်။ဒီညမှာဒီအောက်မှာပဲ delivery ခါကိုကျွန်တော်ဒီကိန်းငွေနဲ့အနေနဲ့ရေးပြီးသုံးမယ်ဆိုရင်လည်းဒါသုံးလို့ရတယ်ပေါ့နော်။အဓိကကတော့ကျွန်တော်ဒီသင်ကန်းစာမှာကကျွန်တော်ဒီ20ပေါ့နော်20ကိုပဲ ကြောင့်ရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ကိုလုံးမဲ့လုပ်ငန်းမှာဆိုရင်တော့ကြောင့်ဒီစင်ရစရာကကိုစင်ရရေးဆွဲခြင်းနဲ့ပုံစံအတိုင်းရေးဆွဲလို့ရပါတယ်အဓိကကြောင့်ဒီအခုမှစင်ရစရာတွေရေးဆွဲမယ်ဆိုရင်ကြောင့်ဒီကိုရေးဆွဲခြင်းနဲ့စင်ရစရာကြောင့်ဒီအပြင်စာအုပ်ပေါ့နော်အပြင်စာအုပ်မှာကြောင့်အရင်ဆုံးဒီစာတိုင်းလေးနဲ့ပေါ့နော်စာတိုင်းလေးနဲ့ကြောင့်အရင်စရေးဆွဲပါအဲ့လိုကြောင့်ဒီစာအုပ်ထဲမှာရေးဆွဲပြီးလို့ကြောင့်ဒီစင်ရစရာကိုကြောင့်ဒီကြိုက်တဲ့အသုံးပြုမယ်ဆိုမှကြောင့်ဒီအိတ်ဆဲမှာဒါအသုံးပြုပေါ့နော်ဒီအိတ်ဆဲအသုံးပြုရင်လည်းကျွမ်းကျင်သွားပြီဆိုရင်တော့ဒီစာအုပ်မလိုပဲနဲ့ကြောင့်ဒီအိတ်ဆဲမှာပဲတခါတယ်ကိုရေးဆွဲခြင်းနဲ့စင်ရစရာတခါတယ်ဒီမှာ ကျွန်တော်ဒီရေးဆွဲခြင်းနဲ့ပုံစံအတိုင်းရေးဆွဲလို့ရတယ်ပေါ့။ဟုတ်ပြီနော်။โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မှာဖြစ်ပါတယ်။